ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးမယ့်စီစဉ်ကတော့သတင်းနဲ့အတူလူလူစကားတန်စီစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်ချောင်းသာကန်းကြီးစီးပွားရေးအစိုးဆုံးကာလကိုဖျက်ချော်နေရကြောင်းဒေသခံတွေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုလေးဝတီကပေးပို့ထားပါတယ်ချောင်းသာကန်းကြီးကိုလိုင်းကားတွေပြေးဆွဲနေတဲ့ပြင်ဟိုတယ်နဲ့တဲခိုကန်းတွေဈေးနဲ့ဈေးဆိုင်တွေဖွင့်လှစ်ထားပေးမယ်မကြီးစင်ရွာတိုက်ပွဲကြရကြောင်းလက်ရှိချိန်ထိနှစ်လနီးပါးဧဝင်ရက်ဆိုင်သွားခဲ့ပါတယ် ဒါကြောင့်ကမ်းခြေကိုအမိပြူပြီးအတမွေးကြတယ်။ချောင်းသာဒေသခံတဲ့ဇဝေးကအလုလာလုသူတွေမှာစာဝတ်နေရေးအကျက်တဲတွေဖြစ်လာကြပါတယ်။လက်ရှိဒီအခြေအနေဟာအဆိုးရွားဆုံးပဲလို့ချောင်းသာဒေသခံတူကပြောပါတယ်။ကမင်းတို့တက်ငွေကြီးကောင်းပါလေ။ကွာလာတာလူကြီးမှုမရှိဘူးအကုန်လုံးဆိုးတယ်။ကျော်ဘောတော့တော့မလာတော့နေရတာကိုမင်းကဒီနေရာကိုမင်းနဲ့ကြည့်လို့နေရတယ်။ဘလို့မကြောက်ပါဘူး။ကမင်းကမကိုလည်းမကြောက်ပါဘူး၊တနေ့လည်းမကြောက်ပါဘူး၊မရေလည်းမကြောက်ပါဘူး၊လူစားရက်တာဘာမှမကြောက်ပါဘူး။ ကြည့်လည်းမလွယ်ဘူးဘယ်ထောင်မှလည်းပုံမလေးကိုစိတ်လက်မှန်ကြောက်ခနေကြည့်ပြီးဆက်တယ်ဟုတ်ပါတော့ကြည့်ကွာတက်တာတော့ဘာတယ်လဲအရင်လိုဆက်လုပ်တာကိုဘေးကိုကြည့်ချင်ပါတယ်နောက်တော့အဆုံးမရှိပါတယ်ဆိုတော့အားလုံးနေရဘူးအဆုံးဆုံးသားပါပဲရခိုင်ကံရမ်းဘော်ကချောင်းသာကြီးရွာဟာကမ်းပိုက်ဆွဲလုပ်ငန်းနဲ့အုံးချံတွေကအဓိကအတက်မွေးလုပ်ငန်းတွေဖြစ်ပြီးဝမ်းစာအတွက်တနိုင်တပိုင်းစိုက်ပျွေးလုပ်ငန်းတွေလုပ်ကင်ကြပြီးရခိုင်ပမာနဲ့ကရင်တိုင်းသားတွေအများစုနေထိုင်ကြတာဖြစ်ပါတယ်။ 1990နှစ်93ခုနှစ်လောက်မှာချောင်းသာကျေးရွာကိုစစ်တပ်ကသိမ်းယူခဲ့ပြီးပုဂ္ဂလိကဟိုတယ်လုပ်ငန်းရှင်တွေကိုပြန်လည်ရောင်းချခဲ့ကြပါတယ်။ချောင်းသာဒေသခံတွေဟာကမ်းခြေတစ်လျှောက်ရှိအုံကျန်တဲ့နေအိမ်တွေကိုဖယ်ပေးခဲ့ရပြီးအသက်မွေးစရာအုံကျန်တဲ့ဝန်းစာအတွက်ထွန်ရက်စိုက်ပျိုးတဲ့မြေတွေလည်းအသိမ်းခံရလို့ဟိုတယ်လုပ်ငန်းတွေဒေသထွက်ကုန်ရောင်းဝယ်လုပ်ငန်းတွေစတဲ့ကမ်းခြေခီးသွားလုပ်ငန်းပေါ်မှာအမိပြုလာကြရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့မှာ ARD တိုင်းနဲ့ရခိုင်ပြည်နယ်နယ်စပ်နီးကပသိမ်လွနယ်အတွင်းမှာပါဝင်တဲ့မကြီးစင်ကြီးရွာကိုရခိုင်တပ်တော် AA ကသိမ်းပိုင်လိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အဝေးမှာဖြစ်ပွားနေတဲ့အဲ့ဒီတိုက်ပွဲကချောင်းသာကန်းကြီးကနေမြင်းရကြားရတဲ့အတွက်ကန်းကြီးဟိုတယ်ဖြစ်တဲ့ Bell Hotel ကစပြီးအဲ့ဒါတွေကိုပြန်လွှတ်တာဟိုတယ်ပိတ်သိမ်းတာဖြစ်ကန်းကြီးကနေပစ္စည်းတွေကိုရွှေ့ပြောင်းခဲ့ပါတယ်။အခြားဟိုတယ်အချို့လည်းပိတ်သိမ်းတာရွှေ့ပြောင်းတာတွေစတင်လုံဆောင်ခဲ့တဲ့အတွက်ချောင်းသာမြို့ထဲကရွှေ့ပြောင်းနေထိုင်ကြသူတွေ မြို့ကန်တွေလည်းအနည်းဆုံးဖြစ်တဲ့ပသိမ်မြို့ကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။ဒီလိုချင်းတွေကြောင့်အဲ့ဒီကာလဇန်နဝါရီလဇန်ကလေးကဧည့်သည်မလာတော့ဘဲနှစ်လနီးပါးရှိလာတဲ့အခါကမ်းခြေကိုအမိပြုအသက်မွေးတဲ့လက်လုံလက်ဆာမိသားစုဝင်တွေဟာစောင်းဝင်နေရေးကြက်တဲလာကြတာဖြစ်ပါတယ်။ရောင်းလို့ ဝဲလို့မကောင်းတော့လဲငတ်တယ်ပေါ့ငတ်တယ်ပေါ့အတူတူပြောရရင်သမီးရဲ့ဒါပေါ့ငတ်တယ်အိမ်နာသာဖို့လေးပြီးတယ်อืมအိမ်နာတယ်မရောင်းရတာရောင်းရတာဘေးချိန်ထားတယ်သမီးအဘတော့အမှန်ပြောတာဟိုဟိုပါလဲအိမ်ရှိတယ်ဟိုကိုယ့်အိမ်နဲ့ကိုသမီးတော့မမြင်မမြင်အေးအဲ့လိုအဲ့လိုဖြစ်တယ်အိမ်ပိုင်းကြီးတယ်ပေါ့อืมအိမ်ပိုင်းပေါ့နည်းနည်းလက်မမှန်ဘူးပေါ့အပန်းဖြေကန်းချီမတီဆောက်ခင်ကချောင်းသာကန်းချီဟာကြက်သွန်နဲ့ဆေးရွက်ကြီးသာပသိမ်မြို့နယ်ကမှာယူသုံးဆွဲခဲ့ပြီး ဇဝါမြေပဲဖူးစားပြောင်းငှက်ပြောငယုံနနက်တင်းမော်စတဲ့တီးနှံလေးအပြင်လိန်မော်နဲ့ကျွဲကုန်းစတဲ့ဟင်းသီးဟင်းရွက်တတိဝလန်တွေကိုစိုက်ပျိုးစားသုံးခဲ့တာဖြစ်ပါတယ်။ကမ်းခြေနဲ့ခြေရွာကိုတင်းယူပြီးအပန်းပြေကမ်းခြေဟိုတယ်ဇုံဖွင့်လှစ်ပြီးတဲ့နောက် စားတော့ကုန်လူသုံးကုန်တွေကိုပသိမ်မြို့ကတဆင်မှာယူအသုံးပြုကြတာဖြစ်ပါတယ်။ဒါတော့ကလက်ကနေဇွန်နေပါလေ။ဟုတ်လား။ဒီလမ်းမတော့ခင်ဗျာ။ဖိနေရမှာ။ဒီတော့လည်းအားလုံးကမြို့လည်းဝယ်စားတဲ့ချက်တော့နဲ့ စိတ်လိုကြီးနေရှိတယ်။အဲ့ဒါဒေသဘက်ပဲ။စားလိုက်ဘက်ကငပိလိုက်ဘက်ကမေယုတ်တိအကုန်လုံးကကိုညာကိုစိုက်ပြကြတဲ့ဟာလေး။ကိုဥစားကိုစိုက်လို့စားကြတယ်နေရာလေး။ဒါတည်းနဲ့ကောက်တော့မြို့အောက်ကိုစားတာ။ရှိရတယ်အတိတ်ကတော့။အဲ့ဒါကြောင့်ဘောတော့ဆိုရင်ကတော့ကိုတုံးဥစားဘောက်ကိုမြေပဲစိုက်တယ်စီရတယ်။မေယုတ်ကြိုက်တယ်တိရတယ်စားချက်တယ်စားချက်တို့ဒီဒီကြီးပွားပြတာဟုတ်ဘူးအိမ်လုံးစားဘုရားဒေဗိုင်းဘွားတဲ့ဒီတုတ်ကိုခွေးပြီးတော့ ကိုလည်းလုံးချက်တာပေါ့ဒါသာလင်းလိုက်အောင်ရလို့ရှိရင်၃၄00ရလို့ရှိရင်ဒါမိုးရင်းစားတာပဲသူ့ချက်တယ်မြို့ောက်လည်းပါမရှိဘူးလက်တလုံးချောင်းလာကန်းကြီးမှာ ARD တိုင်းတွင်းရှိချားမြူနယ်များမှကန်းကြီးကိုလာရောက်မိခိုးအသက်မွေးသူတွေနဲ့ရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်မိသားစုဝင်တွေလည်းရောက်ရှိနေကြပြီးအိမ်ငါးကခက်ခဲတွေပြင်လက်တလုံးဧည့်သည်ဝင်ရောက်မှုနည်းတာကြောင့်စားဝတ်နေရေးအကျပ်တဲကိုအဆိုးရွားဆုံးရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။ချောင်းလာမြို့မှာဗန်းနေပိတ်ထားပြီးဈေးဆိုင်များစုကလည်း ဖွင့်လှစ်နိုင်တာမရှိသေးပဲမြို့ရဲ့အကြီးကလမ်းမကြီးကလည်း၆ကက်လို့နေပါတယ်ချောင်းသာကန်းကြီးကဟိုတယ်မော်တန်နဲ့တဲခုံရိပ်သာတွေကဈေးတွေလျှော့ပေးထားပြီးအဲဒါတွေလာရောက်လဲပတ်ချဖို့ဒေသခံတွေကမျှော်လင့်နေကြပါတယ်ဒီသတင်းကိုလေးဝတီကပေးပို့ထားပါတယ်